မျိုးတွေအားလုံးမွေးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျောင်းမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်မျက်စိတိမ်ဆွဲတဲ့သူတွေမျက်စိနာတဲ့သူတွေတို့ကတကယ်ဥမကောင်းတဲ့စေကောင်းလေးတစ်ခွက်ကိုအမျိုးတရှိကိုဖျောက်စေခြင်းနဲ့စေတနာမေတ္တာဖြင့်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်မျက်စိနာမျက်စိတိမ်ဆွဲတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ view လေးကြီးသွားပါမကျော်သွားပါနဲ့တကယ်ဥမကောင်းတဲ့စီနီလန်လေးမို့လို့စေတနာမေတ္တာဖြင့်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်တကယ်လို့ကိုမဖြစ်အောင်မှ အခုပြီးနောက်မှာဖြစ်တဲ့တငယ်ချင်းမိတ်ဆွေစုမျိုးတာချင်းတော်လကောင်းပေါ့နော်ဖြစ်ခဲ့ရင်လဲအဲကျွန်တော်ရဲ့စင်းဒီတိုင်းပြပြီးတော့အဲသူတို့တက်တာပြောက်ကင်းသွားရဆိုရင်အမျိုးတွေလည်းကုသိုလ်ရလို့အဲကျွန်တော်လည်းကုသိုလ်ရတာပေါ့နော်အားကြောင့်မို့တဝူးစင်းနာတဝူးမြစ်တာပေါ့နော်အဲ့လိုဖြစ်တဲ့အမျိုးတွေတွေ့ဆိုရင်ကျွန်တော်လုတ်ပေးရမယ့်စင်းဒီလေးကတော့တကယ်မှလည်းကုရိုးရှင်းပါတယ်အကြောက်တင်မုံရွက်ပေါ့နော်ကြောက်တင်မုံရွက်အမျိုးတွေတွေတွေ့ပုံပါပေါ့နော်သူရဲ့အပင်လေးပေါ့နော်အဲဒီကြောက်တင်မုံရွက်ကိုကျွန်တော်တို့ကဒီခူးလိုက်ပေါ့နော်ခူးပြီးသွားပြီဆိုတာနဲ့ရေစင်အောင်ဆေးလိုက် သူရဲ့အရွက်လေးရေစင်အောင်ဆေးဆေးပြီးသွားပြီဆိုတာကျွန်တော်တို့ကအတန့်နဲ့စုံပါဗောနော်ကျတန့်နဲ့ဟိုသူ့ဟာကျွန်တော်ကထောင်းပြီးတော့အေးညှိယူပေးရမှာမဟုတ်လို့เนาะအစုံတန်တန်လေးမှာဗောနော်သူ့ကိုထောင်းလိုက်အေးစင်အောင်ဆေးဆေးပြီးတော့သူ့ကိုထောင်းเนาะရေစင်အောင်ဆေးတဲ့နေရာမှာလည်းကျွန်တော်ဒီမှာမှာချင်တာရေကိုခါထုတ်ပြေဗောနော်ခါထုတ်ပြီးတော့သူ့ကိုထောင်းအထောင်းမဲ့သူ့ရဲ့ထွက်လာတဲ့ organic အရေဝဲကျွန်တော်ကယူမှာမဟုတ်လို့တို့ကတေချာလေးကျွန်တော်တို့အစင်ကျင်တဲ့နေရာမှာတော့လုပ်ပြီးဗောနော်မျက်လုံးထဲခတ်မှာမဟုတ်တဲ့တို့ ဟုတ်ပြီသူရဲ့အရေးလေးရလာပြီဆိုရင်ကျွန်တော်တို့မျက်လုံးတိမ်ဆွဲတာပဲဖြစ်ဖြစ်မျက်စိနာတာပဲဖြစ်ဖြစ်ပေါ့နော်သူရဲ့အရေးလေးကိုကျွန်တော်တို့ကအဲဖះတရားတန်ငါပေါ့နော်၃ဆက်ခတ်ပြီနှစ်ဖက်လုံးဖြစ်နှစ်ဖက်လုံးခတ်ပြီတစ်ဖက်ကို၃ဆက်နှစ်ဖက်ဆိုတော့၆ခတ်ပေါ့နော်အဲ့တိုင်းလေးကျွန်တော်တနေ့ကိုနှစ်ကြိမ်လုပ်ပြီကျွန်တော်မနက်အိပ်ရနိုးနိုးချင်းနော်မနက်အိပ်ရနိုးတယ်ပေါ့အိပ်ရနိုးပြီးတော့မျက်နှာသေးသွားတိုက်ပြီးတာ ਨੇ ကျွန်တော်တို့တစ်ကြိမ်မျက်စိသေးအဲအဲဒုနာကျွန်တော်ပြောတယ်နော်ကျောင်းသမွေရဲ့သူ့ရဲ့ အဲ့အရေးလေးကိုကျွန်တော်ကမနက်အဲ့ရနိုးတာနဲ့တစ်ခါခတ်ပြီးเนาะအဖေရတရားတန်ကเนาะကျွန်တော်30ခတ်မယ်ခတ်ပြီးဝိုင်းပြီးဆိုတာနဲ့ညနေကျွန်တော်ရောက်လာပြီးဆိုရင်ရေမိုးချိုးပြီးတာအဲ့မင်းမစားတော့ဘူးလေဆိုရင်အဲ့ရမဝင်ခင်လေးပေါ့เนาะအဲ့လိုပဲကျွန်တော်တို့ပုံမှန်လေးခတ်ပြီးမှဆိုရင်တော့အဲ့တကယ်မှအဲ့တတပြောခင်ပါလေဆိုတဲ့အကြောင်းအဲ့ဒီညာလေးပြောချင်ပါတယ်ပေါ့เนาะအဲ့ကျွန်တော်ရဲ့စင်နီမောမဟုတ်ပါဘူးတခြားเนาะဆက်ဆရာကြီးများရဲ့စင်နီများနဲ့လည်း အမြန်ဆုံးဖေရောကမဆိုတက်တာပြောခင်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအကျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းကျွန်တော်ဘယ်လိုဆွေးဆောင်ကောင်းများကိုအမျိုးတရှိဦးဆောင်လာပေးအောင်မလဲဆိုတော့လည်းကျွန်တော်ရဲ့ view လေးစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မျိုးတွေအားလုံးပဲကျွန်မချမ်းသာကြပါစေအနာမျိုး96ပါးယောဂါကင်းဝေးပါစေကက်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ပါစေလို့ဒီနေ့လေးရဲ့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာအနာမျိုး96ပါးယောဂါကိုခံစားနေတဲ့ဝေဒနာရှင်မျိုးတွေအားလုံးအနာနဲ့ဆင်းနေတွေ့ပါစေဆရာကောင်းသမားကောင်းတွေ့ပါစေ နော်ခံစားနေတဲ့ဝေဒနာများလည်းအမှန်ဆုံးသက်သာပြောခွင့်ပါစေကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရာတိုင်းမကအသက်နေရာတိုင်းအေဂျင့်ပြောရှင်သောအဘွားကီလန်ကိုငြင်းငြမ်းစွာအေဂျင့်စွာဖျောက်ပြူးစွာရှောင်လန်းနိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်တောင်းပေးပါရခင်ဗျာ